နောက်ဆုံးပွဲစဉ်ရောက်မှအဖြေထွက်ကြမဲ့ CDA Champion တိုက်ပွဲဒီနေ့မှာတော့ဥရောပဘောလုံးလောကရဲ့ဆေးလုံရှားဆုံးပြိုင်ပွဲတစ်ခုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲဒါကတော့နောက်ဆုံးပွဲအထိဘယ်သူ Champion ဖြစ်မလဲဆိုတာမသိရသေးတဲ့ CDA ရဲ့ Champion တိုက်ပွဲပဲဖြစ်ပါတယ်။တရားထိုက်ကနှစ်တင်းစလုံးတင်းငွေနေညကရလက်တိချောထွက်သွားကြတာကြောင့်ပရိသတ်တီရဲ့ရေကုန်းသားတွေဟာပိုလို့တောင်မြန်ဆန်လာခဲ့ပါတယ်။တင်းငွေနေညကကစားခဲ့တဲ့ CDA ပွဲစဉ်30ခွန်ဟာ Champion ဆုတ်တဲ့တိုက်ပွဲဝင်နေတဲ့ Napoli ရော Inter Milan အတွက်ပါအမှတ်ဆုံးရှုံးခဲ့ရတဲ့ပွဲတွေဖြစ်ပါတယ်။နှစ်တင်းစလုံးတည်ကြခဲ့တာကြောင့် ရမက်ကွာဟာကြတမတ်ထဲမှာပဲဆက်လက်တရှိနေပြီလာမယ့်နောက်ဆုံးပွဲစဉ်38မှာတော့ဒီယာဒီရဲ့ချန်ပီယံဟာဘယ်သူဖြစ်မလဲဆိုတာဆုံးဖြတ်ပြီးတော့မှာပဲဖြစ်ပါတယ်ဒီယာဒီမှာဥရောပရဲ့ထိပ်တန်းလီဂျီ၅ခုထဲမှာလေးခုကယာဒီမပြီးဆုံးခဲ့မှာပဲချန်ပီယံကိုတရှိခဲ့ပြီးပါပြီဒါပေမဲ့စီးရီးအမှာတော့အခုချိန်ထိဘယ်တင်းကဘလောက်ကိုကန်ပြောင်းနိုင်မလဲဆိုတာရင်းနှီးထိတ်ထိတ်နဲ့စောင့်ကြည့်နေရဆဲပါဒါဟာစီးရီးရဲ့ပြိုင်ဆိုင်မှုဘလောက်ထိပြင်းထန်လဲဆိုတာကိုပြသနေတဲ့သက်သေပါပဲနာပိုလီရဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်သူတို့ကဘာမာအသင်းကိုတစ်ချိန်လုံးဖိအားပေးကစားခဲ့ပါတယ်ဒါပေမဲ့ဘာမာအသင်းရဲ့ခံစစ်ကလည်းအင်မတန်မှစီးကမ်းရှိပြီးပိတ်ဆို့ကာကွယ်ခဲ့တာကြောင့် နာပိုလီတိုက်စစ်မှုတွေဂိုးတင်ဖို့အခွင့်အရေးကောင်းတွေရရှိခဲ့ခြင်းမရှိပါဘူး။ပွဲပြီးမှာတော့နာပိုလီယာဂိုးမရှိတည်ရင်လည်းဂျီနက်ခဲ့ရပြီးအိမ်ခွေးမှာရမှတ်နံပါတ်ဆုံးရှုံးခဲ့ရပါတယ်။အင်တာမီလန်နဲ့လာဇီယိုတို့ပွဲကတော့ပိုပြီးဆဲလို့ရှားစရာကောင်းခဲ့ပါတယ်။ချန်ပီယံလိဝင်ခွင့်အတွက်ရုန်းကန်နေရတဲ့လာဇီယိုအသင်းဟာ အင်တာမီလန်တင်းကိုပြင်းထန်ရှင်းပြိုင်ကစားခဲ့ပါတယ်။ပွဲရအပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့တကယ်ကိုချီယူတူတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။အင်တာမီလန်တို့ဘေးဆက်ကအဥဆောင်ကိုကိုတင်းရပေမဲ့လာဂျီယိုကလည်းပက်တရိုရဲ့ချေပါကိုနဲ့တုတ်ပြန်ခဲ့ပါတယ်။နောက်ပိုင်းမှာဒန်ဖရီကအင်တာမီလန်ကိုဥဆောင်မှုပြန်လဲရယူပေးခဲ့ပေမဲ့ပွဲပြီးကနေမှလာဂျီယိုကပင်နယ်တီရရှိခဲ့ပြီးပက်တရိုကပဲအဲ့ဒီပင်နယ်တီကိုမှားရွေးမရှိကန်သွင်းခဲ့တာကြောင့်ပွဲရနဂိုနိုကိုနဲ့တည်ရကျသွားခဲ့ပါတယ်။ဒီရလက်ကြောင့်အင်တာမီလန်ကနာပိုလီကိုကျော်တက်ဖို့အခွင့်အရေးကိုလက်လွတ်ခဲ့ရပါတယ်။နောက်ဆုံးပွဲချင်းမှာနာပိုလီယာကဂရီယာရီယိုအိမ်ကွင်းမှာအက်ခန်ကစားရမှာဖြစ်ပြီး အင်တာမီလန်ကတော့ကိုမိုအသင်းကိုဝေးခွေးမှာတွားရောက်ကစားရမှာပဲဖြစ်ပါတယ်။လက်ရှိအခြေအနေအရနီဗျာကွန်တီရဲ့နာပိုလီတင်းရအင်ခွေးမှာကစားရမှာဖြစ်တဲ့အတွက်ချန်ပီယံစုကိုစုကူဖို့အခွင့်အလမ်းတော်လေးများနေရလို့ဆိုရမှာပါ။ဒါပေမဲ့ဘောလုံးဆိုတာကံမန်းလို့များတဲ့အရာတစ်ခုဖြစ်တာကြောင့်နောက်ဆုံးမိနစ်ထိစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ထူးခြားတဲ့အဖြစ်အပျက်တစ်ခုကတော့နာပိုလီအသင်းနီဗျာကွန်တီနဲ့ အင်တာမီလန်အသင်းကြီးပြအင်ဆာဂီရိုနှုတ်ဆလုံးဟာနီကက်ပြတ်တခံခဲ့ရတာပါပဲ။ဒါကြောင့်သူတို့နှုတ်ဆလုံးဟာနောက်ဆုံးပွဲချိန်မှာပွဲပဲခံရမှာဖြစ်ပြီးသူတို့ရဲ့အသင်းတို့ရဲ့အဆုံးဖြတ်ပွဲကိုကွင်းပေးကနေမတိရှိနိုင်တော့ပဲ။ပွဲကြည့်စင်ပေါ်ကနေပဲရင်တပါမနဲ့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ဒါဟာနောက်ဆုံးပွဲရဲ့ဖီအားနဲ့စစ်လို့ချမှုကိုပိုပြီးမြင့်တက်စေမှာကတော့အမှန်ပါပဲ။ကဲပရိသတ်ကြီး CDA ရဲ့ချန်ပီယံတိုက်ပွဲဟာနောက်ဆုံးပွဲအထိဘယ်လိုဆုံးသတ်သွားမလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာကောင်းနေပါတယ်။နာပိုလီချန်ပီယံဖြစ်သွားမလား။ဒါမှမဟုတ်အင်တာမီလန်ကအန်အန်သင်းပွဲအလဲပြောင်းကိုဖန်တီးနိုင်မလားဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားကြရမှာပါ။ Okay. Okay, I'm gonna get. check